မိဘပြည်သူများရှင် Prime Media မှခန့်နှင်းစုရဲ့တင်ဆက်မှုလေးဖြစ်ပါတယ်ရှင်။ဒီနေ့ညဟာမိဘပြည်သူများပတ်တကူပြည့်မဲ့ညတစ်ခုဖြစ်ပါတယ်။ကျမတို့မြန်မာနိုင်ငံရဲ့တစောင်းလိုက်ကာလမှာပတ်တကူပြည့်တဲ့ဒလိလီယာအင်မတန်ချစ်ဖို့ကောင်းပါတယ်ရှင်။ဒါပေမဲ့ခေတ်ကာလတွေပြောင်းလဲလာတဲ့အမျှပတ်တကူပြည့်တဲ့လုပ်ငန်းစဉ်ကိုပုံစံမတူတဲ့အနေအထားမျိုးနဲ့လှုပ်ဆောင်လာတာပေါ့နော်။ခုနောက်ပိုင်းမှာဆိုရင်ကားပေါ်ကနေပတ်စံကျဲချတဲ့ပုံစံမျိုးနဲ့ပတ်တကူငွေကြေးပြည့်ကြတဲ့အခါကျတော့ ဒီလိုမျိုးဖြစ်စဉ်တွေကနေစိုးကြိုးတွေလည်းဖြစ်ပေါ်လာခဲ့တယ်။မိဘပြည်လို့စဉ်းစားကြည့်ပါ။အရှိန်နဲ့သွားနေတဲ့ကားပေါ်ကနေပတ်စံအောင်ပေါ့နော်။ပြစ်ချလိုက်တဲ့ခါမှာကလေးတွေလူကြီးနောက်ကနေဝိုင်းကောက်ကြတဲ့အခြေအနေတစ်ခုမှာနောက်ကလာတဲ့ကားနဲ့တိုက်မိပြီးအနေရဖြစ်သွားတဲ့တိတ်ဆုံးသွားတဲ့ဖြစ်စဉ်တွေနဲ့ရှေ့ရနှစ်တွေမှာဖြစ်ပြီးပါပြီ။ဒါကြောင့်ကျမတို့ကလည်းနှစ်တိုင်းနှစ်တိုင်းအခမ်းနာပါ။မိဘပြည်သူတို့ပတ်စံကျဲကျင်နေဆိုရင်ကိုကမောင်းနေတဲ့ကားပေါ်ကနေကျဲတာမဟုတ်ဘဲနဲ့ လူအုပ်ကြီးမြင်နေဆိုဒီလူအုပ်ကြီးတဲ့လူအုပ်ကြီးနားမှာပေါ့နော်ကားလေးရက်ပြီးပတ်စံလေးချဲခဲ့လိုက်ရှင်ဒါမျိုးလေးဆိုရင်လည်းဒါအနေကင်းနေပေါ့နော်မိဘပြည်သူတို့လှူလိုက်တဲ့လှူဒါနကကုသိုလ်တရားဆိုတာထက်အခြားသူအနေဖြစ်စေတဲ့ဆိုမသိတော့ဘူးလေဒါကြောင့်ဒီနေ့မှာပန်းတကူပြစ်ကြမယ်ဆိုရင်အတက်နိုင်ဆုံးသူများအနေမဖြစ်အောင်ပန်းတကူပြစ်တဲ့နီလန်းလေးကိုရွေးချယ်ပြီးတော့အုံပြုကြပါလို့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ဒါလေးကတော့သတင်းမတင်ဆက်ခင်လေးမှာကျွန်မကနဦးမြတ္တာခန္ဓာပါရှင် ဒီနေ့ပထမဦးဆုံးပြောပြမယ့်သတင်းလေးကမနေ့ကဆိုရင်မိဘပြည်သူများခြားထဲမှာလဲရုပ်သံဖိုင်တစ်ခုကတော်တော်ကိုပြန့်နှံ့သွားတယ်ပေါ့နော်အဆိုတော့ကောင်လေးတစ်ယောက်ကစင်ပေါ်မှာ public area မှာဆဲဆိုရိုင်းဆိုင်တဲ့စကလုံးနေနဲ့အောက်ကပြိသက်ပေါ်မှာပေါ့နော်မလေးစားမှုတွေနဲ့ပြောဆိုလိုက်တဲ့ရုပ်သံဖိုင်ကအင်မတန်ပြန့်နှံ့အောင်မြင့်မာသွားခဲ့တယ်ဒီပြုမှုဟာလဲကျွန်မနိုင်ငံမှာမြမရိုးရရင်ကျေးမှုနဲ့လဲမကိုက်ညီဘူးမြမရိုးရရင်ကျေးမှုဆိုတာကိုထဲ့မတွက်ဘူးဆိုရင်တော့မှလူသားတယောက်နေနဲ့ ီလိုမျိုးဆဲဆိုမာရန်ပိုင်ခွင့်ဘယ်သူမှမမရှိပါဘူးရှင်။ကွက်ကိုဆဲကျင်လို့ရှင်အိမ်မှာစင်းရိုးထဲမှာခေါင်းနှစ်ပြီးဆဲတာအကိစ္စမရှိဘူး။ဒီလိုမျိုး public area မှာလူတွေအများကြီးကြားထဲမှာဆဲဆိုတာကဥပဒေနဲ့ညှိစွန်းပါတယ်။ဒါကြောင့်ဒီနေ့မှာဆိုရင်ဖမ်းဆီးခံလိုက်ရပြီဆိုပြီးတော့လည်းကျွန်တော်အကြားသိရပါတယ်။ဖြစ်စဉ်လေးကတော့ overflow music festival ကိုကျင်းပတဲ့အချိန်ပေါ့နော်။နိုဝင်ဘာ၁ရက်နဲ့၂ရက်နေမှာကျင်းပတဲ့အခါမှာဆိုရင်အဲ့ဒီပွဲမှာဒီကောင်လေးကည9နာရီဖြိုပြေးတဲ့အချိန်မှာဒီလိုမျိုး ဖရုတ်တဝါစာလို့ခေါ်မှာပေါ့နော်အင်မတန်ရိုင်းဆိုင်တဲ့စကားလုံးနေနဲ့အောက်ကပြိတ်သက်တွေကိုပြောဆိုစော်ကားသွားတာပေါ့အရှင် तू ကတော့ဒါကိုစော်ကားတယ်လို့တတ်မှတ်မှာတော့မဟုတ်ဘူးသူ့ရဲ့စိတ်တူလက်ရစကားလုံးကြမ်းကြမ်းသုံးတယ်လို့တွေးလိုက်တာပေါ့နော်ဒါပေမဲ့တာမန်စကားလုံးကြမ်းတယ်ဆိုတာထက်ကိုမိုက်ရိုင်းလွန်တယ်ရှင်လိမ်မိုင်းဆိုင်ရာစကားလုံးတွေမှာပါတာဆိုတော့လေအသက်မပြည့်တဲ့လူငယ်တွေနားထောင်ဖို့တော့မှအဆင်မပြေတဲ့စကားလုံးတွေပါဒါကြောင့်အခုလိုမျိုးရေးယူခံရဖို့အကြောင်းအရာတိုက်ဆိုင်ဖြစ်လာတာပေါ့ရှင် တော့ဒီဖြစ်စဉ်လေးကနေလူငယ်တွေအတီတရားလေးနဲ့သင်္ကန်းစာရှူစရာလေးပါကျွန်မပြောပြချင်တာပေါ့နော်အခုတော့မိုက်လူငယ်တွေကစကလုံးတွေကိုရင်းရှင်သီးသီးသုံးဆွဲရတာနှစ်သက်လာတာမြင်တွေ့ရပါတယ်။ဒါတွေဟာအနောက်နိုင်ငံကယဉ်ကျေးမှုအနေနဲ့ဆင်းသက်လာတဲ့စိုးကျိုးတွေပါပဲ။ဒီလိုပြောကြည့်ဆိုရင်အနောက်နိုင်ငံမှာရောအားလုံးဒီလိုပဲလမ်းဘေးစကားတွေနဲ့ပြောဆိုရိုင်းစိုက်နေလားဆိုမဟုတ်ပါဘူးရှင့်။အနောက်နိုင်ငံမှာလည်းသူတို့ယဉ်ကျေးစွာပြောရတဲ့စကားရှိရယ်။ရရန်ဆန်းဆန်းပြောတဲ့စကားရှိရယ်ရှင့်။ လူငယ်တွေအားကြပြီးတော့လိုက်ပြောနေကြတဲ့စကားလုံးသုံးနှုတ်နေရဆိုရင်နောက်နိုင်ငံမှာလည်းတကယ့်ကိုအခြေခံလူတန်းစားပြောရမယ်ဆိုတော့ရှင်မြန်မာစကားနဲ့ဆိုရင်ဟိုအောက်တန်းစားလို့ခေါ်မှာပေါ့နော်စေးချတယ်ဗိမ်းမိုင်းဆိုင်ရာတွေကျူးလွန်နေနေကြအိမ်မရှိဘူးအလုပ်မရှိဘူးအဲ့လိုမျိုးလမ်းပေးမှာပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့လူတွေကနေပြောတဲ့စကားတွေရှင်အထက်တန်းစားတွေကအဲ့လိုစကားတွေမပြောပါဘူးသူတို့နိုင်ငံမှာလေလေအဲ့တော့ကျွန်မနိုင်ငံလူငယ်တွေနေနေက သူများနိုင်ငံအဲ့လိုမျိုးရိုင်းဆိုင်နေတာနေမန်းဆိုင်ရာစကားလုံးညဉ့်ညမ်းတဲ့စကားလုံးတွေပြောဆိုနေတာတွေဟာသူများနိုင်ငံကအောင်တန်းစားတွေစီရပဲလာတဲ့အမူအကျင့်တွေဒီအမူအကျင့်တွေကိုမောင်လေးတို့ညီမလေးတို့ကကူးဆက်ယူမယ်ဆိုရင်မောင်လေးတို့ညီမလေးတို့ဟာလည်းအောင်တန်းစားပဲဖြစ်သွားမှာဘယ်နိုင်ငံမှမဆိုဒီလိုရိုင်းဆိုင်ဆဲဆိုမရိုင်းနေတာတွေဘယ်သူမှမနှစ်သက်ပါဘူးဒါအပြင် online မှာအခုနာမည်ကြီးရဲ့အချို့သောဆဲလီတွေအားဆိုရင်ဆဲပြီးတော့နာမည်ကြီးလာကြတာ ဒီလိုဆဲပြီးနာမည်ကြီးလာတဲ့ဆဲလီတွေကိုအားပေးပြီးတော့သူတို့အားကြနေရဲဆိုရင်လည်းဒါမှားနေရဲဆိုတာကိုမောင်လေးကိုညီမလေးကိုသိစေချင်ပါတယ်เนาะ جماعه ဥပမာလေးတစ်ခုပေါ့နှိုင်းရှင်ပြကျင်တာပါဆဲကြော်တက်ပေါ့เนาะ55 16လေးရာဆိုရင်အိမ်မှာပေါ့เนาะသူတို့အဲ့လိုမျိုးမိဘအောင်မကူညီတာဖြစ်စေစာမကျက်တာဖြစ်စေမိဘစကားနားမထောင်တာဖြစ်စေခါကြရင်မိဘတွေကသူတို့ဆဲဆိုတာတွေရိုင်းနှက်တာတွေရှိတတ်တယ် ာရိုက်တယ်ဆိုတာအဓိကမိဘတွေကစိတ်တူလဲရပြောလိုက်မိရပါတော့ဘာဖြစ်ညာဖြစ်တယ်အဲ့လိုပြောလိုက်မိရခါကျမိဘစကားကြရင်သူကနားထဲမှာအာငါတို့ကိုရင်ရင်ဆိုင်ပြောတယ်ဆိုပြီးတွေးကြတယ် online နေပြီးတော့ကိုယ့်ပေါ်မှာကျေးဇူးရှိရလဲမဟုတ်ဘူးကိုယ့်ထမင်းကျွေးရလဲမဟုတ်ဘူးကိုယ့်ပညာရေးထားပေးရလဲမဟုတ်ဘူးကိုယ့်မွေးရလဲမဟုတ်တဲ့ဆယ်လီတွေက light စေးရောင်းတဲ့အခါတွေမှာ online မှာ movie တင်တဲ့အခါတွေမှာဆဲဆုံနေတိုင်းကြတော့နားထောင်လို့ပြောကြတယ်ရှင့်အဲ့ဒါကလည်းတော်တော်ကိုလွဲမားနေတဲ့အရာလေးတစ်ခုပဲပေါ့နော် ကိုရဲ့မိဘကိုကိုဆဲဆိုရင်ကိုမကြိုက်ဘူးမလားအဲ့ဆိုဆဲလီရဲ့ဆဲဆိုတာကြတော့ဘာလို့ပြုံပြုံနားထောင်နေကြတာလဲအဲ့အလေးကမိကုံထုတ်ချင်တယ်ပြီးတော့အချို့တွေဆိုရက်ွက်ထဲမှာပေါ့နော်သူများအိမ်မှာအဲ့လိုဆဲဆိုနေရဆိုနားထောင်ခြင်းလေးအာရိုင်းစမ်းလိုက်တာအွန်လိုင်းမှာဆဲလီရဲ့ဆဲရကြောင့်နားထောင်လို့ကောင်းတယ်တချို့ဆိုရှိရဲ့ဆဲရလေးကိုသဘောကျလို့လားနားထောင်လဲဆိုရဲသူတွေကရှိသေးရဲ့ဒါကြောင့်ပြောတာအချို့လူတွေရဲ့အသိဉာဏ်တွေကမစင်ကြိုက်တဲ့လောက်လောက်ပဲရှိရဲ့ဆိုတဲ့သဘောတရားတွေကတကယ်မှန်ပါတယ် တို့ပရဒဝါစာဆဲဆိုနေတာတွေကဘယ်ချိန်နားထောင်ထောင်ဘသူပဲပြောပြောနားထောင်လို့မကောင်းပါဘူးရှင်။စိတ်ချမ်းပြေစရာစကားတွေလည်းမဟုတ်ပါဘူး။ဒါအပြင်အခက်မတင်အကုသို့ပူလောင်မှုတွေတော့ကူးဆက်တယ်လို့ကျမဆိုတော့ခံစားရတယ်။အဲကျမတို့ online သုံးနေဆိုရင်လူမျိုးဟာရခါကြရင်တက်လာလို့ရှင်။ကျမချက်ချင်းကြော်ပြစ်တာပဲ။ဘာကြောင့်လဲဆိုတော့ဖုန်းထဲကနေပြီးတော့ဒီလိုဆဲဆိုနေတဲ့စကားလုံးတွေကအားပြင်းပြင်းနဲ့ထွက်လာတဲ့အချိန်မှာကို့နာမှာဒီစကားလုံးတွေကစွန့်အင်နေဝန်းရံသွားမှာ။စကားလုံးတွေမှာစွန့်အားရရှိရယ်နော်။ အကြောင်ကျွန်မတို့ကအဲ့လိုအမင်္ဂလာစကားတွေမယိုင်းရောက်ကန်းတဲ့စကားတွေကျွန်မတို့နားမှာ energy အနေနဲ့လာပြီးကူးဆက်နေရမကြိုက်ဘူးရှင့်ဖရာတန်တရားတန်ဒီနားထောင်ခြင်းနဲ့စိတ်ချမ်းမြေ့စရာမေတ္တာပို့တဲ့စကားလုံးလေးပဲနားထောင်ခြင်းနဲ့ဒီလိုအနေနဲ့ပဲကျွန်မတို့အနားမှာစကားလုံးလေးတွေအေးချမ်းမှုလေးတွေနဲ့ပဲနေထိုင်ခြင်းနဲ့ဆိုတဲ့အခါကျတော့အချို့လူငယ်တွေကဆဲတာကိုတကူးကလိုက်ပြီးရှာနားထောင်တာကိုကျွန်မဘလို့မှနားမလည်နိုင်ဖြစ်ရတာပါမောင်လေးတို့ညီမလေးတို့အနေနဲ့သူများဆဲတာကိုနှဝင်ချိုးနေရယ်ဆိုရင်တော့ဒါဟာမောင်လေးတို့ညီမလေးတို့အသိပညာပေါ့နော် ကြိုက်နှစ်သက်မှုလွဲမှားနေပြီဒါလေးတွေကိုပြုပြင်ကြပါလို့တိုက်တွန်းချင်ပါတယ်ဒီလူငယ်ဟာဆိုလဲဒီလိုပါပဲရှုပ်ဝဲမှာစိတ်လိုလိုက်ပြီးတော့မယိုင်းဆဲဆိုလိုက်တာဝဲဒီထဲပေါ့နော်စိုးကြိုသူခံစားရတော့မှာဖြစ်ပါတယ်နောက်ထပ်လူငယ်ရေလည်းစင်ကျင်နိုင်မှုအတွက်ဒီသတင်းလေးကသင်ခန်းစာယူစရာဖြစ်ပြန်လေးတခုပေါ့ရှင်မိဘပြည်သူများရှင်ကျွန်မဒုတိယတင်ဆက်ပေးမယ့်သတင်းလေးကမိုးကုတ်မြို့ကန်ကဒေသခံလေးပေါ့နော်စစ်ပေးရှောင်မှုတော့မှခက်ခဲဖြစ်နေတဲ့သတင်းလေးကိုကျွန်မတင်ဆက်ပေးကြပါမယ် မောကုတ်မြို့မှာဆိုရင် TNL ကစုတ်ခွာဖို့တော့ကိုဂရီပေးလိုက်ပြီးဆိုရင်ပြည်ကျဲတရားခေါင်းမာပြီးတော့ဆက်လက်တိုက်ပွဲဆင်ဖို့အတွက်ကိုရွေးချက်လိုက်တယ်ပေါ့နော်တော်သူတို့တွေအားဆိုရင်အခုပြည်သူတွေကိုဒီလ20ရက်နေ့နောက်ဆုံးထားပြီးတော့မြို့ကထွက်ကြပါဆိုပြီးတော့သူတို့နှီးဆက်ရပါဘောနော်နှိုးစော်နေရဆိုရင်မိုးကုတ်ဒေသခံတွေကိုယ်တိုင်ကပြောကြားထားပါတယ်ဒါတွေသတင်းတွေလည်းတက်လာပါပြီအဲ့လိုတက်လာတဲ့ခါမှာဆိုရင်ပြည်သူတွေရဲ့ပြောစကားလေးပေါ့နော်စစ်ရှောင်တယ်ဆိုတာလွဲတဲ့ကိစ္စမဟုတ်ဘူးတဲ့ငွေရှိအောင်မှရှောင်လို့ရမှာဆိုပြီးပြောထားပါတယ် လက်ရှိမိုးကုတ်မှာနေထိုင်တဲ့သူတယောက်ပေါ့နော်ပြောဆိုထားတာအရဆိုရင်မိုးကုတ်ကမိုးကုတ်ကနေမန္တလေးမြို့အထိကိုလူတယောက်ကားကောင်6သိန်းပေးရတယ်ရှင်မိသားစုလုံးစစ်ဆောင်မယ်ဆိုရင်အနည်းဆုံး30 30လောက်ကုန်နဲ့နေထားရှိနေပါတယ်ဒါကြောင့်ဒေသခံတော်တော်များများစစ်မရှောင်နိုင်တဲ့အခြေအနေမျိုးကိုကြောက်ရွံ့နေပါရှင်ဒီလိုဖြစ်စဉ်တွေဖြစ်လာတဲ့ခါကျတော့ဒေသခံတွေကတော့ကြောက်ပဲပေါ့နော်ဖြစ်နိုင်ရင်လည်းလူတို့ကိုငဲ့ပေးရင်ကောင်းမှာပဲဆိုပြီးတော့လည်းရှင်းဖွင့်နေကြပါတယ်အခုဆိုရင်ဘာလို့လုံးလုံးအောင်မသိတော့ပါဘူးတဲ့တော်လိုင်းရေးတက်ဖွဲ့တွေကလည်း တိုက်တော်နိုင်မှာမဟုတ်လားဆိုပြီးတော့သူတို့ကိုယ်တိုင်တော့မှယုံကြည်ချက်တွေမရှိတော့ပါဘူးရှင့်အဓိကကတော့မိုးကုတ်မြို့ကြီးပျက်စီးဆုံးရှုံးပြီးတော့စစ်စစ်ညက်ကြေတော့မှာမိုးကုတ်ဒေသကနေမလိုလားပါဘူးဒါကြောင့် TNL လေးလဲစုတ်ခွာမဲ့တူ PDF တွေလဲလိမ်မာရေးချရှိစွာနဲ့စုတ်ခွာကြပါဆိုတဲ့ပုံစံမျိုးသူတို့ဖြစ်စေချင်တာပေါ့နော်ဒါမဲ့လေ PDF တွေလည်းသူတို့ကပြောလို့မနိုင်တဲ့အခါကျတော့လူမှုကွယ်မှာပဲရင်ဖွင့်တဲ့အခြေအနေရောက်လာတာပေါ့ရှင်။ကျမတို့ရဲ့စိတ်ဆန္ဒကိုမေးမယ်ဆိုရင်လည်းကျမတို့အနေနဲ့ PDF တွေကိုပြောချင်တာပေါ့နော်။ခန်းစစ်ဆိုတာကြီးကိုလုံနေတော့ပဲနဲ့ အလင်းဝင်တဲ့ရင်လည်းဝင်မဝင်လို့ရှင်လဲအခြားမျိုးတစ်မျိုးပဲရှောင်လိုက်တော့ပိုကောင်းမယ်လို့ထင်ပါတယ်ခန်းစစ်ပြင်မယ်ဆိုတော့မင်းတို့တော့သွားမယ်လမ်းတလမ်းမဲရှိပါတယ်အဲ့ဒါဘာလမ်းလဲဆိုတော့မင်းတို့ကိုယ်လမ်းလည်းသိပါတယ်မင်းတို့အနေနဲ့ခန်းစစ်ဘလောက်ပြင်ပြင်ဒီမိုးကုတ်မျိုးဘလောက်ထိထိန်းနိုင်မှာမလို့လဲတက်မလို့ထိုးစစ်ဆိုတော့တရက်တမနဲ့ထဲရောက်လာမှာမဟုတ်ဘူးလေဒီမျိုးကိုပြန်လဲပြီးတော့မရရှိမချင်းတက်ခိုက်မှာဖြစ်ပါတယ်ဒီဒဏ်တွေကိုခံနိုင်မလားငွေကြေးအင်အားလူဝင်အားဒါပြင်စစ်ဘက်ဆိုင်ရာနှီးပညာဘာတွေများပြည်ထက်တွေမှာရှိနေလို့လဲ ဒါလေးတွေစဉ်းစားသက်ပါတယ်။ PDF တွေအနေနဲ့က TNL ရဲ့အသုံးချမှုနဲ့အသက်တွေလည်းအများကြီးတည်ခဲ့ပြီးပြီ။အခုထပ်ပြီးတော့တိမ်မဲ့လမ်းကိုရွေးတယ်ဆိုတော့မင်းတို့ကတော်တော်ကိုအခုတို့အမိုက်မှောင်ဖုံးနေတဲ့လူတွေဖြစ်နေလို့ပါပဲ။ဒါကြောင့်မှားရွေးတဲ့လမ်းကိုမရွေးချယ်ဘဲနဲ့မိုးကုတ်မြို့လည်းငဲ့ပါ၊မိုးကုတ်ပြည်သူဒေသခံတွေလည်းငဲ့ပါ။စစ်ပွဲတွေကိုဖြစ်ပြီးတော့မှအားလုံးတိတ်ဆုံးတဲ့လမ်းကခရီးကြမ်းကိုရှောက်မဲ့အတူတူအုံနောက်မျိုးမြင်ရှိရှိနဲ့စဉ်စားသုံးသပ်နိုင်ကြဖို့အတွက် ုံဖြတ်ချက်လေးတွေကိုပေါ့နော်အချိန်မီပြင်နိုင်ဖို့အတွက်ကျမတို့ကသတင်းလေးရနေပြီးတော့စစ်ပွဲလိုလားနေတဲ့သူတွေစီကိုသတင်းစကားလေးပါတာပါရှင်မိုးကုံမြို့ကြီးကန်ကောင်းပါစေလို့လည်းကျမကဆုမွန်ကောင်းတောင်းပါတယ်ရှင်မိဘပြည်သူများရှင်စစ်ပွဲရောက်လာမှာကြောက်နေတဲ့မိုးကုတ်ဒေသခံတွေအကြောင်းပေါ့နော်ကျမပြောပြပြီးရခါမှာဆိုရင်နီပိတ်တွေရဲ့နိုင်ငံတော်ပေါ်စေတနာနည်းပုံလေးဝါရှင်အဲ့လေကျမပြောပြချင်ပါတယ်အခုရန်ကုန်ကိုသူတို့ကတားခတ်ထားနေကြတယ် အခုရွေးကောက်ပွဲကျင်းပတဲ့အခါမှာမိဘပြည်သူများတည်ရတိုင်းမှာပဲ NUG အပေါင်းအမတွေနဲ့နှိပိတ်တရားလုံးဝရွေးကောက်ပွဲတို့လက်မခံအောင်သူကဒီမိုကရေစီသားလိုချင်တာရွေးကောက်ပွဲကြောင့်သူကကြောက်တယ်ပေါ့နော်အဲ့လိုအခြေအနေတည်ရမှာရန်ကုန်မြို့ကအခြားမြို့ထက်စားလို့ရှိရင်ဘလို့ပဲဖြစ်ဖြစ်စစ်ပေးစစ်တန်လည်းမခံအောင်လေပြောရမယ်ဆိုရန်ကုန်ဆိုတာမြန်မာနိုင်ငံရဲ့ရေတောက်မြစ်တစ်ခုပဲရှင်နေမှာရှိတဲ့နေထိုင်တဲ့သူတွေအားလုံးတော်တော်များများပါပေါ့နော်နိုင်ငံခြားအောင်ဆက်ပြီးလှုပ်လှုပ်တာမဟုတ်ဘူးဆိုရင်ရန်ကုန်မြို့မှာလှုပ်လှုပ်ကြတယ် ်ရန်ကုန်မှာနေထက်စားလို့ရှိရင်လောက်ခလာစားရေးကောင်းကြတာပေါ့နော်ပညာတတ်တဲ့လူငယ်အတွက်လည်းကုမ္ပဏီတွေလောက်ကင်ခွန်လန်းတွေပေါ်တော့ရန်ကုန်မှာပဲအခြေချပြီးတော့လာရောက်ပြီးတော့လောက်ကင်ရှာဖွေစားတော့ကြတယ်အဲ့ဒီရရတဲ့ပတ်စံနဲ့မိဘတွေကိုပြန်ပြီးထောက်ပံ့တာမိသားစုထောက်ပံ့တာရှိကြတဲ့ခါကြတော့ပြီးတော့ရန်ကုန်မှာပျော်ဝဲရှင်ပွဲဆိုရန်ကုန်ကအပြုံဝဆုံးပဲရန်ကုန်ကလုံခြုံတာကိုလုံခြုံနေအေဂျင့်နဲ့ဆိုတော့အခုဆိုတစောင်းနိုင်ပွဲတွေပဲအကျင်းပတဲ့အခါမှာဒီပိတ်တရားတသက်ကြီးအေးပျော်နေရဲ့ပြည်သူတွေကိုမနာလို့တူရှိဖြစ်ကြတယ် ဖြစ်ကြတော့ရန်ကုန်လည်းတို့ကမျက်စောင်းတစ်ခဲခဲပေါ့နော်မင်းတို့ရန်ကုန်လေးတွေ့မယ်ရန်ကုန်လူရန်ကုန်သားတွေတွေ့မယ်မင်းတို့စစ်ပွဲရောက်လာမှမင်းတို့လည်းငါတို့လိုပဲစစ်ပွဲထဲမှာပါဝင်ရမယ်ဆိုတဲ့ပုံစံမျိုးပြောဆိုလာတဲ့ခါကျတော့ online မှာလည်း post တွေတင်လာတယ်ပေါ့နော် online မှာဆိုရင်တယောက်တင်ထားပါပေါ့နော်ဘာကြီးအောင်တဲ့ LA တဲ့အဲ့တယောက်ကတင်ထားတာဗာလဲဆိုရုပ်ကောက်ကမတိုင်မီမှာတဲ့ပြည်တွင်းစစ်မီကရန်ကုန်ကိုရောက်လာနိုင်သလားဆိုပြီးတော့ရေးထားပါတယ်သူကြည့်ရောနိုင်ငံသားမှနေတာအဲ့လီမှနေတာပေါ့နော်ဒါကြောင့်လဲသူတို့စကားမျိုးပြောရတာပါ ကျွန်မကသူပြောတဲ့စကားလုံးလေးကိုပြောင်းပြန်လှန်ပြီးတော့ပြောလိုက်ချင်ပါတယ်။ပြည်တွင်းစစ်မီးရန်ကုန်ကိုရောက်လာနိုင်သလားလို့သူကိုချင်းမစာပြောမယ်ဆိုရင်ပြည်တွင်းစစ်မီးသူနေထိုင်တဲ့ LA ကိုများရောက်လာနိုင်သလားဆိုပြီးကျွန်မပြောင်းပြန်လှန်ပြီးပြောလိုက်ချင်တယ်။အချို့တော့ငှက်တရားသူတို့အတိုက်လောင်မတော့မှသူတို့ကမီးရဲ့အရာတောင်သိရဆိုတော့လေသူက LA မှာနေရဆိုတော့သူ့ LA မှာစစ်ဖြစ်မှသူသိမှာမျိုးမို့ဆိုတော့ online နေအချောင်းနေရဲ့အခြေအနေတစ်ခုပေါ့နော်။အဲ့တော့သူအချောင်းလာတာဘာလဲဆိုရင်ပြည်တွင်းစစ်မီးကဘယ်သူမှ ဝင်ညှိလို့မရဘူးပေါ့နော်သူပြောဆိုထားတယ်ပြီးတော့2021ဖေဖော်ဝါရီလအာနာသိမ့်ပြီးချိန်ကလေးကသွေးဆွန့်လာတဲ့မြန်မာနိုင်ငံရေးကငြိမ်းချမ်းမရေးရမတွေ့ရပဲတနေ့သက်တနေ့စိုးတထဆိုးလာတယ်ဆိုပြီးရေးသားထားပါတယ်သူတို့အဲ့လိုပဲအာနာထိမ့်တဲ့ဖြစ်စဉ်ကိုအာနာသိမ့်တယ်လို့ပဲခုချိန်ကြီးထင်နေတော့မယ်ထိမ့်တာနဲ့သိမ့်တာရဲ့သဘောတရားဥပဒေကွာခြားချက်တွေလည်းသူတို့မသိဘူးလူငယ်တွေချင်းထင်နေတာပေါ့နော်ဒါပြင်အာနာထိမ့်တဲ့ဖြစ်စဉ်အရင်ဆုံးဖြစ်တာမဟုတ်ဘူး NLD မဲခိုးတဲ့ဖြစ်စဉ်အရင်ဖြစ်တာ မဲခိုးတာကိုလည်းအချက်လက် data နဲ့ရှင်းပြပြီးပြီအဲ့ဒါလည်းပညာတတ်တွေပဲရှင်။အုံနောက်ရှိကြတာပဲစာဖတ်တတ်ကြတာပဲနားလည်ရမှာပေါ့။အဲ့လေးမှတော့နေနေတဲ့လူကမြန်မာနိုင်ငံမှာဖြစ်သွားတဲ့နိုင်ငံရေးဖြစ်စဉ်ရောအာဏာထိမ့်တာလားတိမ့်တာလားမကွဲဘူးဆိုတော့ကျမအပြင်မှာသူ့မြင်ဘူးကျင်နေဟုတ်လားမြင်ဘူးကျင်နေအရှင်တော်အံ့ဩကောင်းတဲ့လူပါပဲ။ပြီးတော့ထုံးစံအတိုင်းပေါ့ရှင်။မြန်မာနိုင်ငံအကြောင်းသူစိတ်ထင်ရစိတ်ကူးဝင်စကားတွေရှောက်ပြောပြီးရဲ့အခါမှာဆိုရင်တော်လိုင်းအခွဲတွေရဲ့ဥတီရာရန်ကုန်ဖြစ်နေတဲ့အတွက်တည်ရင်းစစ်မီက ရွေးကောက်ပွဲမတိုင်မီရန်ကုန်ကိုရောက်လာနိုင်တယ်လို့အသိပေးသုံးသပ်ချက်ပါတယ်ဆိုပြီးတော့ရေးထားပါတယ်။ဒီတော့ရန်ကုန်သူရန်ကုန်သားအနေနဲ့ဒီသတင်းကသက်ဆိုင်သွားပြီရှင်။ရန်ကုန်မှာနေတဲ့သူတွေရောပြည်ရင်းစစ်မီရန်ကုန်ကိုရောက်လာတာလူချင်းပါသလား။ကျမတဲ့နေနားထောင်နေသူတွေထဲမှာရန်ကုန်သူရန်ကုန်သားတွေပါတယ်။ရန်ကုန်မှာလက်ရှိနေထိုင်နေတဲ့သူတွေပါတယ်ဆိုဒီမေးခွန်းလေးဖြေသွားကြည့်လိုက်ပါအောင်။လူချင်းမင်းတို့လက်ရှိစစ်တပ်ကိုကြိုက်ကြိုက်မကြိုက်ကြိုက်လက်ရှိနိုင်ငံတော်အစိုးရကိုကြိုက်ကြိုက်မကြိုက်ကြိုက်အန်ယူဂျီကိုကြိုက်ကြိုက်မကြိုက်ကြိုက် လူချင်းမင်းတို့ရောက်ရှိနေတဲ့နေထိုင်တဲ့နေရာကို စစ်မီးရောက်လာမယ်ဆိုလူချင်းမင်းတို့ကြိုက်ပါသလားအဲ့ဒါကိုဘသူ့ရဲ့တွေးခေါ်ယူဆအောင်မအာမကိုပဲနဲ့ကိုယ့်ရဲ့စိတ်နဲ့ကိုဆုံးဖြတ်ချက်ချပြီးတော့ဖြေးကြည့်ကြပါလားရှင်စစ်ပွဲကိုလိုချင်လားရန်ကုန်ရေကုန်သားတွေဖြေးကြည့်ကြပါအောင်လိုချင်တယ်ဆိုရင်တော့ရောက်လာဖို့အတွက်ကိုဆန္ဒပြုဆုတောင်းကြပါဦးနော်ကျမတို့ကဘာကြီးကတခါကြလို့ရှင်အင်အားကြီးတဲ့သူကနိုင်နေဆိုတဲ့ဟာကမှန်နေရှင်မဟုတ်တာကိုအများကြီးလှုပ်ချင်တဲ့သူတွေများနေရဆိုလဲအေးမဟုတ်တာတွေတကယ်ဖြစ်တယ် ပြီးတော့ရန်ကုန်ကျင်းကုန်းသားတွေပဲဆုံးဖြတ်ကြပါတော့ရန်ကုန်မှာလူပဏ္ဏတန်းရှိလေအဲ့ဒီလူအေအားလုံးနဲ့မှာထက်ဝက်ကျော်ကဖြီတွင်းစစ်ပြီးရန်ကုန်ရောက်လာစေချင်တယ်ဆိုရင်ရောက်လာလိမ့်မယ်ဒါပေမဲ့ရောက်လာတဲ့အခါမှာဆိုရင်တော့စစ်ဆိုတဲ့သဘောတရားကဘယ်လိုပုံစံရောက်လာလဲဆိုတာအရသာလေးတော့နည်းနည်းညီးဆန်းကြည့်ဖို့စုံစမ်းကြည့်ဖို့တော့လိုတာပေါ့နော်အခုဆိုမိုးကုတ်ကသူတွေစစ်ပြီးရောက်လာပြီးရဲ့နောက်မှာပျော်ရလားအစင်ပြေကြလားမေးလှမ်းမေးကြည့်ကြပါဦးတနိုင်ငံနဲ့နေကြတာပဲရှင်အားလုံးမြန်မာစကားပြောကြတာပဲ မိုးကုတ်တို့ကြောင်မဲတီဘောညောင်ချိုစသဖြင့်ပေါ့နော်ရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်စစ်မီးရောက်သွားတဲ့နေရာတွေအကုန်လှမ်းပြီးတော့မေးကြည့်ကြပါလားအဆင်ပြေကြရဲ့လားလို့အဆင်ပြေရဲ့ထင်တော့စစ်ကိုခေါ်ကြပါရှင်ဂျင်းမင်းတို့စိတ်ဆန္ဒပြင်းပြလို့ရင်တော့စစ်ကလာရင်လာမှာပေါ့ဒါပေမဲ့ရောက်လာတဲ့အခါမှာအရသာတွေ့တော့မှစစ်တပ်အပြစ်သူ့အတူနေနေရဲ့ဘောမာတွေအပြစ်ဆိုပြီးတော့လက်ညှိုးတော့မထိုးနဲ့ပေါ့ရှင် ိုတိုင်လိုချင်တဲ့အရာကိုယ်စီရောက်လာလို့ရှင်သူများအပြစ်တင်တတ်တဲ့အကျင့်လေးရတယ်နှိပိတ်တွေမှာရှိလို့ကျွန်မပြောပြတာပါ၂021စကရရလဲလက်နက်ကန်လမ်းစဉ်ငါတို့လုံမဲစစ်ပွဲတွေလုံမဲဆိုပြီးပြောတာလဲသူတို့ပဲစစ်ပွဲတွေဖြစ်လာတော့စစ်ရဲ့စိုးကြိုးတွေခံစားရတဲ့အခါကျတော့တတ်တတ်ကြီးစစ်ကိုအလိုမရှိရဲ့ဘောမာတွေအပြစ်တဲ့ဩမားကြောင်လဲဆိုတော့သူတို့တော်လန်ရေးကိုဘောမာတွေမပါဝင်လို့တဲ့ဟဲ့တတ်တတ်ကြီးတော့နေရင်ထိုင်ရင်လည်းအဲ့လိုမျိုးအပြစ်တင်ရတဲ့ခံရသေးရဆိုတော့လေဘောမာလဲကျွန်မတနာရတယ်ပေါ့နော်ဒါပြင်တာမန် ဈာနေပြည်သူတွေလည်းဒီလိုပဲသူတို့အားနေအပြစ်တင်တယ်သူတို့ကြောင့်ဖြစ်တာနော်သူတို့ဖြစ်ကျင်တာစစ်ကိုစစ်ကိုဖြစ်ကျင်မှာတော့စစ်ရဲ့အစိုးကြိုခံရမှာပေါ့ခံရတဲ့ခါကျတော့သူများကလည်းညှို့ထိုးတယ်ဆိုတော့နီးပိတ်တွေလည်းတော်တော်မရှက်တာလားမသိဘူးတလားမိုးရဲ့အချိန်တော့ရှက်ကြောနဲ့ချက်ကြောနဲ့မှားဖြတ်ခဲ့တာလားမသိဘူးရှင်ဆရာဝန်ပဲပြစ်တင်ရမယ်နေထားရှိပါတယ်ပြောဘလို့ပဲဖြစ်ဖြစ်ရန်ကုန်ကတော့ကျမတို့တိုင်းနိုင်ငံလုံးရဲ့စာဝတ်နေရေးတွေကိုဖြည့်ရှင်းပေးဖို့ရာခိုင်နှုန်းတစ်ခုထိပေါ့နော်ဖြည့်ရှင်းပေးနေတဲ့ ကြီးပွားရေးမြို့တော်ဆိုမမားဘူးဒီမြို့တော်မှာသာစစ်ပွဲဖြစ်လို့ကတော့တနိုင်ငံလုံးငတ်ပြီပေါ့ရှင်ရှင်းရှင်းလေးပါအဲ့ဒါကတော့နော်ရန်ကုန်ကနေရဲ့လူတွေနီးပိတ်တွေအားချောင်းနေရဲ့လူတွေစစ်ဆိုတဲ့အရာကြီးကိုလိုချင်တယ်ဆိုခေါ်ကြရောက်လာပြီเนาะကျမတို့အလုံးဝပြင်တင်နေเนาะကျမတို့ကစပွဲတွေလို့မရှိဘူးမလုံနဲ့လို့ပဲပြောတာလူချင်းမင်းတို့ရွေးချယ်လူချင်းမင်းတို့ရွေးချယ်တဲ့အတိုင်းလူချင်းမင်းတို့ဘဝတွေကိုရောက်လာနိုင်မယ်အချိန်ကြာတော့မှသူများကပြင်တင်ပါနဲ့ကိုယ့်အောင်လှုပ်ချင်အောင်လုပ်ပြီးသူများကပြစ်တင်နေဆိုတာစိတ်တက်အောက်တန်းကြတဲ့သူတွေအလုပ်ပါဒါလေးကိုပဲကျမတိုက်တွန်းခြင်းနဲ့ ကျမတော့ရန်ကုန်မြို့ကို ပြည်တွင်းစစ်မီမရောက်စေခြင်းမူကျမလိုပဲရန်ကုန်မြို့ကိုစစ်မီမရောက်စေခြင်းနဲ့ရန်ကုန်ဒေသကြီးတွေအများကြီးရှိမှာပါဒီလိုရှိရဲဆိုရင်ကိုယ့်ရဲ့မြို့လေးဘေးရန်နေကင်းပါစေလို့ဆန္ဒပြုပါဆုတောင်းပါကောင်းမွန်တဲ့စိတ်ဆန္ဒတွေအင်အားကြီးသွားမယ်ဆိုတော့မကောင်းတဲ့အရာတွေကိုကျမတို့နှိမ်နှင်းနိုင်ပါပါရှင်မိဘပြည်သူများရှင်ကျမတည်းနားထောင်နေသူတွေထဲမှာကိုယ့်ရဲ့နာမည်နဲ့ပေါ့နော်သူများကို KP ကောက်ဖွင့်ပေးပြီးတော့ KP ကောက်ရောင်းနေတဲ့သူတွေများရှိပါသလားရှိရဲဆိုရင်ဒီသတင်းလေးကိုနားထောင်ကြည့်ပါ လွန်ခဲ့တဲ့ရက်ကလူမှုကွန်ရက်မှာအင်းငိမ့်ဆိုတဲ့အကောင့်နဲ့မျိုးသမီးတယောက်ပေါ့နော်သူဟာဆိုရင် post တခုတင်ထားရဲ့ရှင့် KP အကောင့်ရဖို့ဆိုတာတဲ့ကျွန်မတို့တကယ်ခက်ခဲပါတယ်တဲ့ KP အကောင့်နှစ်သိန်းခွဲပေးဝယ်ထားရတယ်မှတ်ချက်မှာဒီလိုရေးလိုက်တော့ KP ကောက်ပိတ်ခံထိသွားပြီငွေရ2သိန်းလီပါပါသွားတယ်ဆိုပြီးတော့တင်ထားပါတယ်။သူရေးထားတဲ့မှတ်ချက်ကထိဖို့ဆိုပြီးရေးထားတာပေါ့နော်။ပြီးတော့ကျွန်တော်ကတော့ရုတ်တရက်ဖတ်လိုက်တော့အော်သူခင်ဗျာတနာပါတယ်ပေါ့ဆိုပြီးတော့ စဉ်းစားမိတာပေါ့ရှင်ဒါပေမဲ့သူရဲ့အထဲမှာကို KP အကောင့်ရဖို့အတွက်ကိုနှစ်သိန်းခွဲပေးဝယ်တယ်ဆိုတော့ကသူ့ရဲ့နာမည်သူဖွင့်တာမဟုတ်ဘူးအဲ့ဒီမှာတင်လွဲမားနေပါပြီအဲ့ဒီမှာဆက်လက်ပြီးတော့ကြည့်ရှုတဲ့အခါမှာဆိုရင်ဘယ်ဟုတ်မလဲဆီယာမကအညူးကြီးတို့ဘာတော့ကနေဂျင်းထဲတဲ့ထောက်ဖို့ထီးဆိုတဲ့ဟာကိုသူကရောင်းလာရောင်းတဲ့အခါကျတော့ပိုက်တာပေါ့ရှင်တော့အကျမ်းပတ်အားပြီးတော့ပိတ်တယ်ပိတ်တဲ့အခါမှာသူကတော့သူ့အတူမှန်တယ်ပေါ့ရှင်သူ့အတူမှန်တယ်သူ့လာပြီးထောက်ပြတဲ့သူတွေကိုပြန်ပြီးတော့သူကရန်ထောင်နေရပေါ့ရှင်ဒါကတော့သူ့ကိစ္စပါ ကျွန်မတို့ရဲ့ကိစ္စကဘာလဲဆိုတော့မသိနားမလဲနဲ့မိဘပြည်သူတွေအတွက်ကိုကျွန်မတို့ကပြန်လည်မျှဝေပေးရမယ့်ကိစ္စရှိတယ်။အဲ့ဒီ KB အကောင့်ပြဿနာတော်တော်များရနော်။ကိုယ့်ရဲ့နာမည်နဲ့သူများ KB အကောင့်လောက်ဖွင့်ခိုင်းတယ်၊မကုမှတ်ပုံတင်နဲ့ဖွင့်နေပြီးတဲ့အခါမှာရောင်းစားလိုက်တဲ့ရတဲ့ပတ်စံသိန်း2သိန်း။ကို KB အကောင့်သုံးသွားတဲ့သူကကြားဖြတ်မှာသုံးပါလား။ဒီလိုမျိုးအကြမ်းဖက်လုပ်ရတဲ့မှာသုံးပါလား။ကိုမသိနိုင်ဘူး။ဒါပေမဲ့ data ဝင်သွားတဲ့အချိန်ကျတော့ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့မှတ်ပုံတင်နဲ့ကို့အကောင့်ကြီးကဝင်သွားတာ။ဆိုတဲ့အခါကျတော့ကိုကတော့ KB အကောင့်ရောင်းလိုက်တာပဲ။ နေထိုင်နေတနည်းနည်းလောက်နေတော့မှဟိုဂိတ်ဒီဂိတ်သွားတော့မှ PSM software နဲ့စစ်ဆေးတဲ့ခါမှာအာဒါအကြမ်းဖက်ထောက်ပို့ပဲဆိုတော့နာမည်နဲ့ဖမ်းခံရလို့ရှင်ဘယ်လိုလုပ်မလဲထိုက်တန်တယ်လို့ထင်ပါသလားသတိပြုစင်ကြင်နိုင်မှုအတွက်ပြောပြတာပါနော်အစိုးနေကဥလေးကြီးတော်ကြီးကြောင့်မသိနားမလဲကြအောင်သူများလာပြီးတော့အာဥလေးကေပေးကောင်းလုပ်ပေးရင်ဘယ်လောက်ပေးမယ်ဆိုရင်လုပ်ပေးလိုက်ကြတဲ့ခါကြတော့မသိလိုက်မသိပါသားလိုက်တာနေနေရကို့နာမည်ကြီးကို့မှတ်ပုံတင်နေတဲ့စင်ရင်ဝင်နေတဲ့အချိန်ကြတော့အကြမ်းမဲ့ထောက်ဖို့ဆိုရင်နှစ်ကမနေဘူးရှင့် ဒါပြင်အချို့တွေကကိုယ့်နာမည်ကိုမှတ်ပုံတင်သူများရောင်းစားပြီးတော့မှဖမ်းခံရတဲ့ခါကြတော့အော်ကျွန်တော်ကျွန်မအပြစ်မရှိပါဘူးဘာမှမလုပ်ပါဘူးဆိုပြီးတော့ကိုကိုရေးချက်လက်ကိုကိုယ်တိုင်ရောင်းစားထားတဲ့အရာကိုကြတော့သူတို့မေ့နေရ။ဒါကြောင့်အပြစ်ပေးရည်ယူခံရတဲ့အခြေအနေတွေဖြစ်သွားတဲ့အခြေအနေတခုပေါ့နော်။ဒါလေးကိုစင်ကြယ်နိုင်ဖို့အတွက်ကျွန်မပြောပြတာပါရှင့်။ဒါပြင်ဒီလို KB နဲ့ပတ်သက်တဲ့ဇလန်းတွေပေါ့နော်။ဒါကျွန်မကြားခဲ့တဲ့ဇလန်းတွေကပြောပြတာ။အချို့ရေးကြတော့လေ။ကို KB အကောင့်ကဒီတိုင်းရှိနေရပေါ့နော်။ဒါကိုကိုရဲ့အကောင့်နဲ့ကိုရဲ့ profile နဲ့အစ်စ်မှန်နဲ့သုံးတာ။ တရက်ကြတော့အဲ့ဒီသူ့ရဲ့ကေပေးကောင်တွေရောပတ်စံ10သိန်းရောက်လာတယ်ပေါ့နော်ပတ်စံ10သိန်းရောက်လာတဲ့ခါကျတော့ဟောမှားလွဲတာပေါ့ဆိုပြီးတော့ခဏလေးကျတော့အဲ့ဒီသူ့ကိုလွှဲလာတဲ့အကောင်ဖုံးဆက်လာတယ်။အားတဲ့အမားရဲ့ဒီပတ်စံကကျွန်တော်မှားလွဲမိတာတဲ့ဘယ်နံပါတ်ကိုပြန်လွှဲပေးလိုက်ပါဆိုပြီးတော့သူ့ကိုလွှဲလာတဲ့အကောင်ပြန်မလွှဲကမ်းမယ်နဲ့နောက်ထပ်နံပါတ်အစ်စ်တစ်ခုပေးပြီးတော့လွှဲကိုင်းတယ်။အဲ့ဒါဘလို့ထားလဲဆိုတော့အကျမ်းပတ်ထောက်ပို့တဲ့လူတွေကသူတို့အကောင့်နဲ့ထောက်ပို့လို့ရှင်အဖမ်းခံရမှာဆိုလို့သူများအကောင့်ဈာကန်ထားပြီးတော့ ထောက်ဖို့တဲ့ကိစ္စအောင်လုပ်တာရှင်ဘလောက်ထိအောင်အောက်တန်းကြပြီးမယိုင်းလဲဆိုကြည့်ပါအောင်မိဘပြည်သူများသတိထားကြပါကိုယ့်စီကိုပတ်စံမှားရောက်လာရင်အဲ့ဒီမှားလွှဲတဲ့အကောင့်ကိုပြန်လွှဲပေးလိုက်ပါဒါဆိုရင်တခုခုဖြစ်တယ်ဆိုတော့မှကိုယ်ကတတ်တယ်ပြုလို့ရတယ်သူကကိုယ်ပေးတဲ့အကောင့်တစ်ကိုလွှဲလိုက်ရင်ကိုကလွှဲတာလေလွှဲတဲ့ခါကျတော့အဲ့ဒီမှာပြဿနာကြီးရှုပ်ပြီးတော့အနည်းဆုံးတော့ရှင်းရလင်းရတာလှုပ်ရှုပ်တာပေါ့ရှင်ရှင်းလို့လင်းလို့မှမရဘူးဆိုရင်တတ်တတ်မယ်အကြမ်းဖက်ထောက်ဖို့နဲ့ပါဝိုင်းနှစ်ပေါင်း20လဲဟုတ်တယ်နော်တတ်တတ်ကြီးဘဝပြတ်သွားမှာရှင်း နီပိတ်တရားအဲ့ဒီအကျင့်ရှိရလို့ကလိန်စိတ်ညမ်းစင်သူတို့အရင်တက်တာကိုရင်ကြတော့ပီတက်တွေထောက်ဖို့လုပ်ချင်တယ်စံပတ်ဥတွေနဲ့ညှိမာလဲကြောက်တယ်သူမြောက်သူသက်ရုပ်မာလာကြောက်တော့နာရှင်အဲ့ဒီကတော်တော်ရုပ်မာတဲ့အကွက်ကြီးပေါ့နော်အဲ့ဒီအကွက်မှာခံလဲရသူတွေလည်းရှိတယ်ဒါကြောင့်ကျမတို့ကမိဘပြည်သူများသတိပြုလို့ရအောင်ပြောပြတာပါပြီးတော့ကိုယ့်ရဲ့ကေပေးကောက်ချက်လက်တွေဘယ်သူမှမမျှဝေပါနဲ့ရှင်အခုကိစ္စဆိုလဲဒီလိုပါပဲသူများနာမည်နဲ့ကေပေးကောက်ဖွင့်နေအကြံပတ်ထောက်ဖို့ကိစ္စလှုပ်ရှားတယ် အဖမ်းခံရတဲ့အချိန်ကြတော့မှအပိတ်ခံရတဲ့အချိန်ကြတော့မှဟိုလိုဒီလိုရှောက်ပြောတဲ့ဇလန်းလေးပေါ့နော်အဲ့ဒီကနေစင်ကျင်စရာလေးပေါ့ရှင်မိဘပြည်သူများအတွက်အတိပြုစရာလေးကိုပဲကျွန်မပြန်ပြီးတော့မျှော်ပေးတာဖြစ်ပါတယ်ရှင်။ကျမရဲ့ရင်းနေသတင်းတင်ဆက်မှုလေးဒီလောက်နဲ့ပဲရန်နာပြရစီရှင်။ကျမသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။ ကောင်းသောလူရင်ဆန္ဒများပြေဝကြပါစေလူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေစိတ်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်